ယနေ့လှုပ်ရှင်များဗုဒ္ဓသာသနာတော်နဲ့ကြုံကြတဲ့အခိုက်မှာရယူသင့်ရယူထိုက်တဲ့ကုသိုလ်တရားတွေကိုလက်မလှုပ်ပဲနဲ့သာသနာတွင်ကုသိုလ်ထူးကြီးများကို စီဘူးကြလေဒီလိုစီဘူးနှိုင်းတယ်ဆိုတာလေအတိညာလည်းရှိတယ်တရားတရားလည်းရှိတယ်ဥစ္စာဒဏလည်းရှိလို့အတိညာနဲ့တရားတရားမရှိရင်ဥစ္စာဒဏဘယ်လောက်ပဲ ပေါ်များပေါ်များသာသနာတွင်ကုသိုလ်ထူးကြီးများကိုမရှိဘူးနိုင်ကြဘူးဒီတော့ယနေ့လူရှင်များတရားတရားရဲ့အသိဉာဏ်ရဲ့အဲ့ဒါနဲ့ပေါင်းစပ်ပြီးလို့ရှိလာတဲ့ရလာတဲ့ဥစ္စာဒဏ္ဍတွေကိုသာသနာတွင်တဲ့မှာမြုံနှံထားထားနေခြင်းဖြစ်ပါတယ်ဒီနေ့အဖြစ်ကုသိုလ်တစ်ပင်များကိုစိုက်ပျိုးနေကြတာဖြစ်ပါတယ်ဘုန်းကြီးတို့တွေအမှိုက် ရှင်ထုတ်ကုသိုလ်လို့လို့ဒီလိုခေါင်းစဉ်လေးနဲ့တူတူချင်းချင်းဟောပြောပြီးမယ်အမှိုက်ဆိုတာဘုန်းကြီးတို့နှလုံးသားထဲမှာရှိနေတဲ့လောဘတွေဒေါသတွေမောဟတွေအိတ်သားတွေမစ္စရိယတွေအဲ့ဒီတရားတွေဟာအမှိုက်တွေဖြစ်ပါလေဘုန်းကြီးတို့ဘဝအတွက်ကတကယ်ကိုရှုပ်ထွေးစေတဲ့ဒုက္ခပေးတဲ့အမှိုက်တရိုက်တွေဖြစ်ပါတယ်အဲ့ဒီအမှိုက်တရိုက်တွေကို ရှင်ထုတ်ဖို့ဆိုတာဒါနကိုလောရမှာဖြစ်ပါတယ်ဒါနဆိုတာပေးတာစွန့်တာကမ်းတာ ကိုယ်မှာရှိတဲ့ပစ္စည်းဥစ္စာတွေကိုစွန့်ကြဲပေးကမ်းတာကိုဒါနလို့ခေါ်တယ်အဲဒါကြောင့်မို့ဒါနဘယ်ဒါနပဲဖြစ်ဖြစ်သူ့အတိုင်းတာနဲ့သူတော့ဆံရဆံရစိတ်အညစ်အကြေးတွေကိုရှင်းထုတ်နိုင်တယ်ဒါကြောင့်မို့အမှတ်ရှင်းထုတ်ဒါနအလုံးစိတ်အညစ်အကြေးကအမှိုက်အမှိုက်ဆိုတာအသုံးမလိုတဲ့ပစ္စည်းအသောမဝင်တဲ့ပစ္စည်းကိုအမှိုက်လို့ခေါ်တာဖြစ်ပါတယ်။ဒါကြောင့်ဘုန်းကြီးတို့ဘုရားစိတ်အရှင်ထဲမှာလည်းပဲ အသုံးဝင်တဲ့စိတ်တွေရှိတယ်အသုံးမဝင်တဲ့စိတ်တွေလည်းရှိတယ်အဲ့တော့အကုသိုလ်စိတ်တွေကတကယ်တော့ဘဝအတွက်ဘဝလွတ်မြောက်ရေးအတွက်ပေါ့လေဘဝလွတ်မြောက်ရေးအတွက်တန်တရားကနေလွတ်မြောက်ဖို့အတွက်သူတို့ကအနောက်ရှက်ပေးနေတဲ့အမှိုက်သရိုက်ဖြစ်ပါတယ်အဲ့တော့ကုသိုလ်တရားသီတာလင်တော့ဘဝကိုအကောင်းကျိုးဖော်ဆောင်ပေးတဲ့တရားဖြစ်ပါတယ်ဒီတော့ဘုန်းတို့တွေ အမှိုက်လူဖြစ်နေတဲ့အကုသူတရားတွေမလိုအပ်တော့ဘူးမလိုအပ်ဘူးမလိုအပ်ရင်အဲ့ဒီအမှိုက်ကိုဘာနဲ့ရှင်းထုတ်မလဲဒါနနဲ့ပဲရှင်းထုတ်ရတယ်အစိုးဆိုလိုရင်းကဒါနတစ်ခု ပြုတန်းပြုတန်းအအနည်းနဲ့အများမိမိတို့စုဆောင်းရှာဖွေရတဲ့ဘောကလို့ခေါ်တဲ့ဥစ္စာဒဏ္ဍတွေကိုပေးရတယ်စွန့်ရအဲ့ဒီဘောကဆိုတဲ့ဥစ္စာဒဏ္ဍတွေကိုရှာဖွေဒုံက္ခ ဘာနဲ့ရှာဖွေတယ်လဲလောဘကိုအရင်ခံပြီးတော့ရှာဖွေထားတယ်ရလာတော့လည်းပဲလောဘနဲ့ပဲတွေ့တာတယ်ဟောအဲ့ဒါလိုလောဘနဲ့လောဘကို ဖြစ်စေတဲ့လောဘကိုယဉ်ပြီးလောဘကိုဖြစ်စေတဲ့ပစ္စည်းဥစ္စာဒဏ္ဍတွေကိုသာသနာတော်နဲ့ကြုံကြတဲ့အခိုက်မှာသာသနာတော်အတွက်စွန့်ကျက်စွန့်ကျဲပေးကလှူဒန်းလိုက်တဲ့အခါမှာခုနက လူတန်းလိုက်တဲ့ပစ္စည်းဥစ္စာဒဏအပေါ်မှာ အခြေခံပြီးအတိုင်းတန်အရာအဲ့ဒီပစ္စည်းဥစ္စာအပေါ်မှာတွေ့တာတဲ့လောဘကိုဖယ်ထုတ်လိုက်တယ်စွန့်လွတ်လိုက်တယ်လို့ခေါ်ပါအဲ့ဒါကြောင့်လောဘဒေါသတွေကိုဖယ်ထုတ်စွန့်ဒါနဆိုတာလောဘဒေါသမောဟတွေကိုဖယ်ထုတ်စွန့်လွတ်နိုင်မှသာလျှင်အထက်တန်းစားဒါနကို ပြုလုပ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ပြုတိုင်းပြုစဉ်ဒါနကုသိုလ်ပြုတိုင်းပြုတိုင်းသူ့အတိုင်းတန်တဲ့သူ့ စိတ်ရဲ့အမှိုက်တရက်ဖြစ်တဲ့လောဘတွေဒေါသတွေမောဟတွေမာမာနတွေအဲ့ဒါမကောင်းတဲ့အကုသိုလ်တွေကိုသူ့အတိုင်းတာနဲ့သူလျှော့ချနိုင်တယ်သူ့အတိုင်းတာနဲ့သူလျှော့ချနိုင်တယ်ဆိုရင်ဟောဒါနတစ်ခုလှုပ်တယ်လှုပ်တယ်အမှိုက်တကူရှင်းရှင်းအမှိုက်တကူရှင်းထုတ်နေခြင်းဖြစ်တယ်လို့ဒီလိုနားလဲသဘောပေါ်ရမှာ ဖြစ်ပါတယ်ယနေ့လူရှင်များအများကြီးပဲလှူဒါန်းတဲ့ပစ္စည်းတွေက လူရှင်စုပေါင်းပြီးတော့လှူဒန်းကြတဲ့အတွက်ကြောင့်လူရှင်ကိုစီကိုစီကိုစီစိတ်အစဉ်နဲ့မှဖြစ်နေတဲ့လောဘတွေဒေါသတွေမောဟတွေဒီဒါနကိုအခြေခံပြီးဒါနအကြောင်းပြုပြီးရှင်းထုတ်နိုင်တယ်လို့စိတ်ထမဒီလိုသိရှိနားလည်ပြီးသဘောပေါက်ရမယ်ဝေါမျက်ဝန်တာဖြစ်ရမယ်မြတ်စွာဘုရားကလှူဒန်းတဲ့အခါမှာအလူခံကိုလည်းရွေးချယ်ရမယ်အလူပစ္စည်းကိုလည်းရွေးချယ်ရမယ်လို့ဒီလိုဟောထားတယ် ဒီလိုဟောထားတဲ့ဆိုပေမဲ့မလို့အလှခံရွေးချယ်မှုအလှပစ္စည်းရွေးချယ်မှုကတိကျမှန်ကန်သောအစဉ်တန်းမြင့်မားတဲ့အလှဒါနဖြစ်ဖို့ကခက်ခဲတယ်အဲ့တော့အဲ့ဒီတဲ့ကဘုရားကဒါနာခောစဓမ္မပဒံဝသိယောဒါနတခုလှုပ်တယ်ဆိုရင်ခုနမြင့်မြတ်သောဒါနတန်ဖိုးရှိသောဒါနတခုလှုပ်ဖို့အလှခံပုဂ္ဂိုလ်နဲ့အလှပစ္စည်းကိုရွေးချယ်တာတဲ့ မိမိရဲ့စိတ်အစဉ်ကိုစန့်ရှင်းအောင်စင်ကြယ်အောင်လုံပြီးလုံနိုင်ပြီးဒါနပြုတယ်ဆိုရင်အဲ့ဒီဒါနသိရောမြင့်မြတ်သောဒါနပဲမြတ်စွာဘုရားကဓမ္မပဒံကိုတခါတဆရာကနိဗ္ဗာန်လို့ဒါ ဥက္ကဋ္ဌနီးနဲ့သရုပ်ဖော်ထားတာဖြစ်ပေမဲ့လို့မိမိတို့ဘာကုသပဲလုံလုံခုနကုသလုပ်တဲ့အခါမှာကိုယ်စိတ်ထဲမှာလောဘတွေဒေါသတွေမောဟတွေအတဏ္ဏဆိုရှင်းထုတ်ပြီးကုသလုပ်တယ်ဆိုရင်အဲ့ဒီကုသကလည်းသိရောပဲမြတ်သောဒါနကုသဖြစ်ပါလေမြတ်စွာဘုရားကဓမ္မပဒံရေဝဓမ္မပဒံဝဟောတာကခုနပြောသလိုအလွန်ဆုံးအလွန်ဆုံးဤဥက္ကဋ္ဌနီးပေါ့အစွမ်းကုန်ပြောထားတဲ့စကားဖြစ်ပါတယ် ဘုန်းကြီးတို့ဒီနိဗ္ဗာန်ကိုမအာယုံပြုတ်နိုင်တောင်မှကိုယ်အတွင်းထဲမှာရှိနေတဲ့လောဘဒေါသမောဟတွေအတိုင်းတာတစ်ခုအတိရှော့ချမယ်ဆိုတော့ဒီလိုကြီးရချက်နဲ့လှုပ်ပြီးကိုယ်လှူဒန်းတဲ့ပစ္စည်းအပေါ်မှာတွေ့တာတဲ့မင်းမောတဲ့လောဘတွေအဲ့ဒီပစ္စည်းနဲ့ဆက်နွယ်ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့စိတ်မကျေနပ်မှုဒေါသတွေအတ္တကိုရှင်းထုတ်နိုင်တယ်ဆိုရင်ပဲ နော်အဲ့ဒီမိမိဒါနာသိရောမြင့်မြတ်သောအလှူဒါနာဖြစ်ပါပြီမြင့်မြတ်သောအလှူဒါနာဆိုတာနိဗ္ဗာန်ကိုအထောက်အကူပေးပါတယ်နိဗ္ဗာန်ကိုရောက်အောင်ပူဆောင်ပေးနိုင်တယ်လို့ခေါ်ပါတယ်အဲ့တော့ဘယ်သူမဆိုးမိမိတို့တွေ့တာတဲ့ပစ္စည်းဥစ္စာကိုရှာဖွေတဲ့အခါမှာခက်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 ပင်ပင်ပန်းပန်းရှာဖွေရတဲ့အတွက်ကြောင့်အာလုအာလုကကိုရှုဆောင်ထားတဲ့ပစ္စည်းဥစ္စာပေါ်မှာ တွေ့တာတဲ့လောဘတဏ္ဍာတွေရှိတာကြီးပါပဲ အဲတွေ့တာလဲလောဘတဏ္ဏတွေရှိနေရင်လောဘတဏ္ဏနဲ့သူအပေါင်းသင်းဖြစ်တဲ့ဒေါသတွေအိတ်တမစ္စရိယတွေဒေါသအုပ်စုတွေဒါလည်းပဲဖြစ်ပေါ်လာနိုင်တာပဲအဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့်အဲ့ဒီဥစ္စာတဏ္ဏတွေဟာမသုတ်တတ်ရင်မိမိတို့ဘဝအတွက်အန္တရာယ်ဖြစ်ပါတယ်အန္တရာယ်ပဲအမှိုက်ပဲသုတ်တတ်မှတ်သားရင်မိမိတို့ဘဝအတွက်ကောင်းကျိုးကိုဖော်ဆောင်ပြီးမှတရားခေါင်းဖြစ်ပါတယ် ။အားလုံးယနေ့အလှရှင်များမိမိတို့စုဆောင်ရှာဖွေထားတဲ့ဥစ္စာဒနာတွေတဲ့ကအဲ့ဒီဥစ္စာဒနာတွေအပေါ်တွေ့တာတဲ့လောဘကိုဆွတ်လှုပ်လိုက်တယ်မယ်။ဆွတ်လှုပ်ဆွတ်လှုပ်မယ်ဆိုတဲ့စိတ်ထား။အော်ဒီလောဒီ PC ဥစ္စာနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာနိုင်တဲ့မာမာနတွေအိတ်သာမစ္စရိယတွေအိတ်သာဆိုတာကဟိုသူများရတာကိုမကျင်နှံ့ဘူးသူကသူများရတာကိုမကျင်နှံ့ဘူး ဒုသအုပ်စုတွေမှာပါတယ်မစ္စရိယကမစ္စရိယကလည်းပဲအဲ့ဒုသအုပ်စုတွေမှာပဲမစ္စရိယကသူများကြီးပွားတူတက်တာကိုမကျေနပ်တာဒါမစ္စရိယဟောအိသာကသူများချမ်းသာတာကိုဒါလည်းပဲကြည့်မရဘူးသူကမစ္စရိယကသူများကိုမရှိစေဘူးကိုရှိတယ်လို့မရှိစေခြင်းဘူးဒါမစ္စရိယသဘာဝအိသာကသူများရှိနေတာကို မကြည်နပ်ဘူးသူကကြည်မရဘူးပေါ့အဲဒီတရားနှစ်ခုကတွဲပြီးတော့ဖြစ်နေတယ်သူကအိဒံမစ္စရိယအကုသိုလ်အုပ်စုထဲမှာကြောက်စရာအကောင်းဆုံးတရားပါပဲအကုသိုလ်အုပ်စုထဲမှာကြောက်စရာအကောင်းဆုံးတရားအဲ့ဒီတရားနှစ်ခုကအဲ့ဒီတရားနှစ်ခုကိုလည်းပဲယနေ့မိမိတို့ လှူဒန်းလိုက်တဲ့အတွက်ကြောင့်အတိုင်းတာတစ်ခုတည်းရှော့ချနိုင်လိုက်တယ်လို့စိတ်ထမဒီလိုသိရှိနားလဲပြီးဝမ်းမြောက်ဝမ်းသာဖြစ်တယ်ဆိုရင်အလှရှင်များရဲ့နှလုံးသားထဲမှာကုသိုလ်ဆိုတဲ့သန့်ရှင်းကြည်လင်သောအင်အားရှိသောသဘာဝတရားကုသိုလ်တရားတွေကိုအတိအသီးပန်ဆန်ရရှိလာမှဖြစ်ပါတယ်ကုသိုလ်ဆိုတဲ့သဘာဝကုသလအနဝိစာဆိုတဲ့အတိုင်းပဲအပြစ်ကင်းတဲ့သန့်ရှင်းဘယ်ကုသိုလ်ပဲဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ကုသိုလ်အားလုံးနည်းနည်းများများသူ့အတိုင်းတန်နဲ့သူအပြစ်ကင်းသန့်ရှင်းတာကြီးပဲအဲ့ဒီအပြစ်ကင်းသန့်ရှင်းတဲ့ကုသိုလ်တရားတွေဖြစ်လာပြီဆိုရင်အဲ့ဒီကုသိုလ်ကကုသိုလ်ရှင်ကိုဘာလုတ်ပြီးနိုင်တယ်လဲဆိုရင်အနဝိစသုခဝိပါကသန့်ရှင်းသောကောင်းသောအကျိုးတွေကိုပေါ်ဆောင်ပေးနိုင်တယ်လို့ဒီလိုနားလည်ပြီးရင်ယနေ့မိမိတို့သာသနာတော်နဲ့ကြုံကြတဲ့အခိုက်မှာခုနပြောခဲ့တဲ့ အသိဉာဏ်တရားတရားရဲ့အသိဉာဏ်ပညာရဲ့အခြေခံထားပြီးမိမိမှာရှိလို့မိမိတို့မှာရှိနေတဲ့ဥစ္စာဒဏ္ဍတွေကိုသာသနာတော်အတွက်အသုံးချလိုက်တဲ့တနည်းအားဖြင့်သာသနာတွင်ထဲမှာမြုပ်နှံထားလိုက်တဲ့အတွက်ကြောင့်မတန်ခိုင်လုံသောဥစ္စာမိမိတို့ပန်ဆန်တဲ့ပစ္စည်းဖြစ်သွားပြီဘယ်တခုဘယ်လူဆိုကမှဥစ္စာဒဏ္ဍကနေတဆင့်ဥသူဖြစ်အောင်လှုပ်ထားနိုင်တယ်ဆိုရင် အော်အဲ့ဒီကုသိုလ်တရားကိုဘယ်လူဆိုဘယ်တခိုးကမှလာရောက်ပြီးခိုးယူလူရဲ့လို့မရတော့ဘူးအဥ္စာတနာအဆိုင်မှာရှိနေတယ်ဆိုရင်တော့ဒါအချိန်မရွေးပဲသူတို့ကတခိုးလူဆိုးတွေကနီးပညာပေါင်းစုံနဲ့လာရောက်လူရဲ့လူလည်းရတယ်ခိုးလူလို့ရတယ်ယခုလိုကုသိုလ်ဖြစ်အောင်ဥ္စာတနာကနေတဆင့်ကုသိုလ်ဖြစ်အောင်သိသိထားလိုက်တဲ့အတွက်ကြောင့်တနည်းအားဖြင့်ဥ္စာတနာကနေတဆင့် ကုသိုလ်အဖြစ်ဖြစ်ဖလှယ်လိုက်တဲ့အခါမှာကုသိုလ်ဖြစ်သွားပြီ ဖြစ်သွားတဲ့ကုသိုလ်တရားကိုဘသူကဘသူကမှလာရောက်ဖျက်ဆီးလို့မရတဲ့အတွက်ကြောင့်မိမိတို့ရဲ့ကိုယ်ပိုင်ပစ္စည်းအစစ်ဖြစ်သွားပြီဒါကြောင့်ယနေ့တရားပညာအခြေခံပြီးမိမိတို့ရဲ့ကုသိုလ်ဆိုတဲ့ကိုယ်ပိုင်ပစ္စည်းအစစ်ဖြစ်တဲ့ ကုသိုလ်တရားတွေကိုလှုပ်ဆောင်နိုင်လိုက်နေဖြစ်တဲ့အတွက်ကြောင့်လူရှင်များအားလို့ဒီကုသိုလ်ရဲ့ဆွမ်းအားကြောင့်အန္တရကင်းပြီးရှင်ပြီးကောင်းကျိုးချမ်းသာအပြားပြားတို့ကိုအသေးအသေးရရှိသုံးဆောင်ခံစားနိုင်ကြစေကုန်သတည်းကဲလူရှင်များအားလို့မိမိတို့ဒါအချူဘွဲကအစပေါ်ဘုပင်သံဃာတော်များလူအပ်နေတဲ့ဘောပင်တို့ ဗလာစာအောင်တို့နောက်သံဃာတကယ်စာသင်သားတွေမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်ဆွမ်းသင်္ကန်းကြောင်းစေးပစ္စည်းလေးပါလို့ယနေ့လှူဒန်းပြီးဖြစ်ပါတယ်အဲ့လှူဒန်းတဲ့ပစ္စည်းအားလုံးသည်မိမိတို့သာသနာတော်ကိုချီးမြှောက်ပူဇော်တာဖြစ်တဲ့အတွက်ကြောင့်အမတန်သက်ရှင်ကြည်လင်သောကုသိုလ်ဖြစ်သွားပြီးဒီကုသိုလ်ကြောင့်နိဗ္ဗာန်ချမ်းသာကိုရပါစေလို့စိတ်ထဲမှာနိဗ္ဗာန်ကိုကြည်မှန်းပြီးကြည်ဆက်ချအမြတ်ဝင်ကြရအောင်ကဲအားလုံးလည်းဆိုကြမယ်ဣဒံမေပုံညာ နိဗ္ဗာနတပစ္စယောဟောတုယနေ့ယခုသာသနာတော်ကြီးနှင့်ကြုံကြသည့်အခိုက်ပြုစဉ်ပြုထိုင်သောသာသနာတွင်ကုသိုလ်ထူးကြီးများကိုစေရနာတတာထက်သန်းစွာဖြင့်ပြုလုံအားထုတ်ကြပါကုန်၏ဤသာသနာပြုကုသိုလ်သည် နိဗ္ဗာန်ရရန်ရကြောင်းအထောက်ပံ့ခံဖြစ်ပါစေဤကုသိုလ်ဤအဖို့ပါကအဝဝကိုယခုဘဝရှေးရှေးဘဝတောဆကြသောဂျေဇူးကြီးမှာမိဘဘူပါဆရာသမားများကိုအစထား၍ကိုယ်ဆောင်ညှ အိဆောင်ညရကွယ်ဆောင်ညမြို့ရွာဆောင်ညအပါအဝင်32ပုံကျင်းလေကုန်သောအာလုံသောသတ္တဝါတို့အားအမျှပြေပြေကြပါကုန်၏အမျှရာကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ။ အမြဝေချရအောင်အလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လော သာဓုသာဓုသာဓုအာလောကြာကြာသမြအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု